မြန်မာမကောင်းငင်စီစဉ်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာမကောင်းငင်စီစဉ်ကနေပြီးတော့ပရိသတ်များတို့စိတ်ဝင်စားဖို့ကောင်းတဲ့မြန်မာရဝန်းကတည်နေကဏ္ဍတွေအားလုံးကိုယူဆောင်လာခဲ့ပါရဗျာဒီနေ့မှဆိုလို့ရှိရင်တော့ဒါပရိသတ်တွေကိုပွဲအခမ်းအနားတွေနဲ့ပတ်သက်ပြီးတော့အဓိကထားပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘယ်လိုမျိုးအမှုပညာနဲ့ပတ်သက်တဲ့ပွဲအကြောင်းအရာတွေဖြစ်မလဲဆိုတာကိုတော့ဆက်လက်ပြီးတော့ရှုစားကြည့်ပါအောင်ခင်ဗျာ ပရိသတ်များအတွက်အရင်ဆုံးပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့တရုတ်ဆောင်လိုင်လာခန်ဦးစီးဖွင့်လှစ်တဲ့ Rhythm and Style International Academy ဖွင့်ပွဲအခမ်းအနားကိုပရိသတ်များအတွက်အရင်ဆုံးတင်ဆက်ပေးခြင်းတာပဲဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ပါဒီအခမ်းအနားကိုတော့ဒါခိုင်စောထက်ကနေမှသွားရောက်ပြီးတော့ပရိသတ်တွေအတွက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘယ်လိုအကြောင်းအရာတွေဖြစ်မလဲပြီးတော့ဒီ Academy နဲ့ပတ်သက်ပြီးတော့ပရိသတ်တွေစုံစုံလင်လင်နဲ့ကြားသိရမှာဖြစ်ပါတယ်ခင်ဗျာ။ရှုစားကြည့်ပါအောင်ဗျာ။အမှုပညာမိုးကောင်းငယ်ပရိသတ်များခင်ဗျာကျွန်တော်တို့အခုရောက်ရှိနေတဲ့နေရာကတော့ ဘူအောင်ကျော်လန်း MGW တာဝါမှာသရုပ်ဆောင်လိုင်းလာခန်ဦးစင်းဖွင့်လှစ်ပြီးတော့နိုင်ငံသားပညာရှင်ဆရာဆရာမများတင် जा ပို့ချပေးမယ် Redan Style International Academy ဖွင့်ပွဲခမ်းနာကိုပရိသတ်များအတွက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ဲမောင်မောင်လေးမှတင်နန်းကြအောင် Rhythm and Style International Academy လို့နာမည်ပေးထားပါရယ်။အာကိုကရောဘယ်လို subject တွေကိုဦးစီးပြီးလုပ်ပေးနိုင်မလဲဆိုတော့ Style Management ကိုတော့မကိုတိုင်းဦးစီးပြီးသင်ပေးမယ်။အာ acting um makeup and bollywood dance ကိုတော့ဟိုက professional တွေကိုခေါ်ထားပါတယ်မောင်လေးဟုတ်ကဲ့ပါအခုမှဘာဖြစ်လို့ဒီအကြောင်းလေးဖွင့်ရတဲ့ရည်ရချက်ကကိုမြန်မာနိုင်ငံမှာရှိတဲ့ကလေးတွေကိုကိုလိုဒုက္ခမရောက်တော့ကိုက ဘယ်လိုခေါ်မလဲလမ်းစာပြိုးလို့ရသွားပြီဟိုဘက်နိုင်ငံတွေမှာဟိုဟာပေါ့နော်သူတို့ contact လိုချင်တယ်ဆိုလို့ရှိရင်မတော်ကလို့ဘယ်သူမှမသိခဲ့တော့အရန်ဒုက္ခခံခဲ့ရတယ်အခုဆိုလို့ရှိရင်မတော်တို့ guide လုပ်လို့ရသွားပြီသူတို့ဘယ် company သွားဘယ်လိုသွားဒါမဲ့သူတို့မှာတော့ talent ရှိဖို့လိုတယ် language တွေတက်ဖို့လိုတယ် dance ကိုအရန်တော်အောင်တော်ဖို့လိုတယ် acting အရန်ကျွမ်းကျင်ဖို့လိုတယ် English တို့တခြား language တွေ basic ရှိမယ်ဆိုလို့ရှိရင်အမကဒီမှာဒီသင်တန်းမှာ acting နော် makeup ရော dance တွေအကုန်လုံးထားထားတယ်သူတို့အဖက်ဖက်ကဖြည့်စုံသွားပြီ style လဲ styling လဲပြည့်စုံသွားပြီး acting လဲပြည့်စုံသွားပြီးဆိုလို့ရှိရင်တစ်နှစ်တစ်ခါပေါ့เนาะအဲ့လို competition လေးတွေလုပ်ပြီးတော့အရန်တော်တဲ့လူပေါ့ပေါ့เนาะသူတို့အဲ့ဒီဘက်ထိပေါ့ Bollywood ထိပို့ပေးဖို့စိတ်ကူးရှိပါတယ်မဟုတ်လေဒါပေမဲ့ဒီလူငယ်တွေအတွက်ကလွယ်သွားတာပေါ့မတော်မလောက်မခက်တော့ဘူးပေါ့เนาะဆိုတော့အဲ့စေတနာလေးနဲ့ပေါ့เนาะဒီအကြောင်းကိုဖွင့်ရတဲ့ရည်ရွယ်ချက်ကတော့အဲ့ဒါလေးပါ လိုက်လာဆိုတာမြို့ရဲ့သမီးလိုပါပဲ။ဘာဖြစ်လို့လဲဆိုတော့သားဖားလို့နေကြတာလေ။သူဗမာပြည်မှာရုပ်ရှင်စာရိုက်တဲ့ချိန်မှာဒီဗမာပြည်မှာသူ့ရဲ့ acting နဲ့ပတ်သက်လို့ ਆ ရအကုန်လုံးမြို့ပဲသူတင်ပေးထားတော့မြို့ရဲ့သားသမီးလိုပဲဖြစ်နေတာ။ဟုတ်။အဲ့တော့ဒီပွဲလေးကဒါသူလိုအပ်တဲ့သင်တန်းလေးတစ်ခုဖွင့်တယ်။ဖွင့်တဲ့အတွက်မြို့တွေလာပြီးတော့အားပေးရတယ်။ဒါကတကယ်ကိုကျမ်းမာရေးအရာရောနောက်ဟိုဘယ်လိုပြောဘယ်လိုပြောရမလဲခုနကမြန်မာ ဒီမှာအနေနဲ့ဒီအကနဲ့ performance ပေါ့နော်အဲ့ဒီ body language တွေကတိတ်ပြီးတော့အရင်မထွန်းကားသေးပါဘူးထွန်းကားသေးတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုဒီမှာသူကသေးသေးသင်ပြပေးမယ်ဆိုတော့ဒီပမာကားထဲမှာဟိုတချင်းဆိုတဲ့အခန်းကြီးကတဲ့အခန်းကြီးဆိုလို့ရှိရင်ရှက်ပြီးတော့ကိုထီကိုမကရတတ်သေးပါဘူးအဲ့လိုမင်းသားတွေလည်းအများကြီးရှိပါတယ်ရှိတော့အဲ့ဒါတွေကလည်းအမှုပညာတရားအနေနဲ့တကယ်တော့လိုအပ်ပါတယ်အဲ့လိုအပ်တဲ့တင်တဲ့ခုကိုသူ့အနေနဲ့ဖွင့်ပေးတာပါ ဲ့ဒီအတွက်ဥမျိုးရာချူဆိုရမှာပါ